မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဦးဆုံးအင်းတော်မြို့သိမ်းတိုက်ပွဲတွင်လက်နက်ချအညံ့ခံသောတမ80ခွန်တမမှုဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်တုံပန်းများကစစ်တပ်၏တရားမဲမှုများအတွက်နောင်တရဟုဝန်ခံပြီးຫນွေဦးတော်လိုင်း၏အတွက်တက်နိုင်သမျှထည့်ဝင်မိဟုဂရုပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းအင်းတော်မြို့တိုင်းတိုက်ပွဲတွင်နက်နက်ချအငန့်ခံသောတပ်မ80ခွန်တပ်မမူဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်စစ်တုံးပန်းများကစစ်တပ်၏တရားမဲမှုများအတွက်နောင်တရဟု ဖွင့်ဟဝန်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကထုတ်ဖော်ပြောဆိုပါသည်။ ရမန်နေပြည်သူ့ကာကွယ်တပ်မတော်လေးနှစ်ပြည့်မိန်ကွန်းတွင် NUG ကာကွယ်ဝင်ကြီးဦးရီမွန်ကထို့သို့ထည့်သွင်းပြောဆိုသွားခြင်းဖြစ်ပါသည်။အင်းတော်မျိုးသိန်းတိုက်ပွဲသည်ရှင်းလာကြောကြာဆင်နွှဲခဲ့ရသော ပြည်သူ့ကာကွယ်တပ်မတော်၏တမိုင်းဝင်တိုက်ပွဲဖြစ်ပြီးစစ်စင်ရေးအတွက်ပြင်းစင်ဆုံးဖြတ်ရသည့်ကာလများပါထည့်သွင်းတွက်ချက်ကတနစ်တင်းတင်းကြာခဲ့သောအင်းတော်တိုက်ပွဲတွင်လက်နက်ချအညံ့ခံခဲ့သောတမ80ခွန်တမမူနှင့်စစ်တုံးပန်းများမှစစ်တပ်၏တရားမဲမှုများအတွက်နောင်တရကြောင်းဖွင့်ဟဝင်ခံလာသည့်အပြင် တော်လန်ရေးအတွက်တက်နိုင်သည်များကိုထဲဝင်ပါဝင်မိဟုဆိုလာကြောင်းစစ်တပ်ဘက်မှတပ်မှုများတပ်သားများအနေဖြင့်အမြန်ဆုံးအလင်းဝင်ကြရန်ဥယီမွန်ကတိုက်တွန်းပြောဆိုပါရယ်အခုငါတို့လက်ထဲရောက်နေတဲ့တမ80ခွန်တမမှုအပါဝင်၃ဘန်းတွေကလည်းသူတို့ရဲ့နောင်တကိုခွင့်ဟဝင်ခံကြတယ်စစ်တပ်တရားမဲ့တွေဆိုတာသူတို့သိတယ်ပြည်သူတော်လန်ရေးမှာသူတို့တက်နိုင်တာထဲဝင်မယ်ဆိုတာကတိပြုကြတယ် စစ်ကောင်စီတပ်ထဲမှာကြမ်းရှိနေတဲ့တမူးတပ်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြဲဆုံးဆွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာဆွန့်လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြင်မြန်ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့ကတိပေးလိုတယ်ဟုဥယီမွန်ကပြောကြားပါတယ် အေမီလာရှင်ရဲ့အင်းတော်မျိုးတိန်တိုက်ပွဲတွင်တမ80ခွန်တမမူဘုံမှုကျောင်းအောင်သက်ဦးကိုအရှင်ဖန်စီရရှိမိခဲ့ပါတယ်။ဘုံမှုကျောင်းအောင်သက်ဦးသည်စစ်တပ်ကတော်ပတ်စဉ်40နှစ်ကျောင်းဆင်းဖြစ်ပြီးတမ80ခွန်တမမူအဖြစ်2024ခုနှစ်နစ်ဆန်ပိုင်းတွင်စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၎င်း၏နောက်ကျောင်းရာဇဝင်များကိုပြန်လည်လေ့လာကြည့်လျင်2021ခုနှစ်ဆရာနာသိန်းချိန်စာရန်ကုန်ကဆန္ဒပြပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရာမှအောင်သက်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်၏အမတ်တိစစ်ပြု ူပါမှုဗိုလ်မှူးကြီးအဖြစ်ဖြင့်အမိန့်ပေးဆေးခိုင်းခဲ့သူဖြစ်ကြောင်းသိရှိရပါသည်။ယင်းနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တစ်စစ်ပြူအားမှုအဖြစ်မှကန်ယူရန်တိုင်းစစ်ဌာနချုပ်ကော်တောင်းတက်နေ၏စစ်ပြူအားမှုဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းယင်းနောက်တမ80ခွန်တမမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။တမ80ခွန်တမမှုပုံမှုချုပ်အောင်သက်ဦးတွင်ဇနီးတော်သက်စုနယ်ထွန်းတားအကြီးဖြစ်သူပြည့်ရှံဦးတားငယ်အန်ဖုံးဦးတို့ရှိကြောင်းသိရှိရ ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ထိုးစစ်ရထားတော်လေးညောင်ကျိုးတွင်စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေပြီးတိုက်စုံမှုများ၍ညောင်ချောင်းအထိပြန်ဆုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာရခတက်တော်အေအေသိမ့်ပိုက်ထားသည့်ပဲခူးတိုင်းအနောက်ပိုင်းရှိညောင်ကျိုးစခန်းကိုပြန်လည်ရရှိရန်စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေကြောင်းသိရပါသည်။ညောင်ကျိုးစခန်းအနီးစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များနှင့်အေအေပူးပေါင်းတပ်များသည်ပြီးခဲ့တဲ့ရက်ပိုင်း AB 23ရက်နေ့ကအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ယခုမေလပထမပတ်တွင်ထပ်မံထိုးစစ်ဆင်လာခြင်းဖြစ်ပါသည်။ထို့သူထိုးစစ်ဆင်လာသောလေစစ်ကောင်စီတပ်မှအကြမ်းဆုံးများသဖြင့်ညောင်ချောက်အနီးသို့တပ်များပြန်လည်ဆုတ်ခွာသွားရကြောင်းစီ သတင်းရင်းမြစ်ထံမှသိရပါရယ်ဆင်းလန်းရွာကနေတိုက်ပွဲဖြစ်တဲ့တိုက်ပွဲမတိုင်ခင်နေ့ကလေးကစစ်တပ်ဘက်ကနေအင်အားစုဖွဲ့ပြီးညောင်ကျိုးကိုခြိတက်လာတာကျွန်ထွက်လာတဲ့စစ်ကြောင်းနဲ့ပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်တာခုခံစစ်အနေနဲ့တိုက်ခိုက်ခဲ့တာပါဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ် AAD ပြီးခဲ့တဲ့မလ12ရက်နေ့ကညောင်ကျိုးစခန်းကိုသိမ်းယူခဲ့ပြီးနောက်စစ်ကောင်စီကစခန်းကိုပြန်လည်ရရှိရန်အတွက်အင်အားများစုဖွဲ့ပြီးမကြာခဏစစ်ကြောင်းများထိုးလာခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင်ညောင်ခြေောက်ရှိကပ္ပစ6နဲ့ကပ္ပစ9ကာကွယ်ပစ္စည်းစက်ရုံများမှလည်းအင်အားများစုဖွဲ့၍ညောင်ကျိုးတို့စစ်ကူများပို့ဆောင်နေသည့်အပြင်လက်နက်ကြီးများဖြင့်ပါပစ်ခတ်တိုက်ခိုက်နေကြောင်းသိရပါတယ်။လက်နက်ငယ်သံတွေအုတ်ရှိပင်မြို့ထဲထိကြားနေရတယ်ဟုအုတ်ရှိပင်မြို့နေဒေသခံတို့ကပြောပါရယ် စစ်ကောင်စီသည်ညောင်ကြိုးတိုက်ပွဲသို့စစ်တပ်နှံစင်တပ်သားတက်များဖြင့်မော်ဘီအခြေဆိုင်တိုင်ရင်တုံးရမှထုံနှုတ်ထားသောအင်အားများကိုဆေလွတ်တိုက်ခိုက်စေတော်လဲညောင်ကြိုးစခန်းကိုလက်လွတ်ခဲ့ရပါသည်ယခုအခါတွင်စစ်ကောင်စီသည်မြေပြင်မှစစ်ကြောများထိုးစစ်ဆန္ဒသည့်အပြင်လေကြောင်းပစ်ကိုနှင့်ဆက်တက်လေဒီများမှလည်းဘုံများကျဲချပြီးကာကွယ်ပစ္စည်းဆက်ရုပ်ကပ္ပဆများဘက်မှလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးနေကြောင်းသိရပါသည် ညောင်ကျိုးစခန်းကိုပြန်လည်ရောက်ယူရန်အတွက်စစ်ကောင်စီသည်ပြည်မျိုးနှင့်အုပ်ရှိပေမျိုးတို့မှစားနပ်ရိက္ခာနှင့်လက်နက်ခဲယမ်းများကိုစစ်တုံးကားများနှင့်ကုန်ကားများဖြင့်ပို့ဆောင်နေပြီးဒဏ်ရာရရှိသူများကိုရွှေတောင်မြို့ရှိတပ်စေးရုံသို့ပို့ဆောင်ကုသပေးနေကြောင်းသိရှိရပါသည်စစ်ကောင်စီကမေလ6ရက်နေ့မှ31ရက်နေ့အထိတတိယအကြိမ်အပြစ်ခတ်ရဟုကြေညာပြန်ငလင်လုတ်ခဲ့ပြီးအပြစ်ရဲ့ကြေညာပြီးနောက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ286ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စစ်ကောင်စီကမေလ6ရက်နေ့မှ31ရက်နေ့အထိတတိယအကြိမ်အပြစ်ခတ်ရက်စဲကြောင့်ယနေ့မနက်ပိုင်းကြေညာပြန်ပါတယ်။ မလ28ရက်နေ့လှုပ်ခတ်ခဲ့သောသခိုင်းငလင်ကြီးကြောင့်ငလင်တန်တင့်ဒေတာများပြန်လည်တိဆောက်ရေးအတွက်မေလ6ရက်နေ့မှမေလ31ရက်နေ့ထိကာလကိုယာယီအပြည့်ခတ်ရက်စဲကာလအဖြစ်ထပ်မံတိုးမြင့်ကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာခဲ့ပါတယ်စစ်ကောင်စီက AB 2ရက်နေ့မှ AB 30ရက်နေ့ထိနှစ်ကြိမ်အပြည့်ခတ်ရက်စဲကြေညာခဲ့တော်လဲနိုင်ငံတော်တွင်လေးချောင်းဖြင့်ဘုံပတ်ကျဲမှုများလှုပ်ဆောင်ခဲ့ကြောင်းငလင်လှုပ်ခတ်ခဲ့သည့်မလ28ရက်နေ့မှမေလ2ရက်နေ့ထိ36ရက်အတွင်းစစ်ကောင်စီ ီကလေကြောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ရာပြည်သူစုစုပေါင်း286ဦးသေဆုံးပြီး456ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယမန်နေ့ကထုတ်ပြန်ချက်အရသိရှိရပါသည် လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သူပြည်သူ286ဦးအနက်16နှစ်အောက်32ဦးပါဝင်ပြီး16နှစ်အထက်84ဦးပါဝင်ကြောင်းလေကြောင်းတိုက်ခိုက်မှုအများဆုံးမှာသခိုင်းတိုင်းတွင် ဖြစ်ပြီး83ချိန်ဖြင့်လေရင်ဖြင့်ဘုံကျဲခဲ့ကြောင်းသခိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့်89ဦးသေဆုံး၍135ဦးဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီကမန္တလေးတိုင်းတွင်လေကြောင်းတိုက်ခိုက်မှု62ချိန်လှုပ်ဆောင်ခဲ့ပြီး65ဦးသေဆုံးခဲ့ရကြောင်းသိရှိရပါသည် မေလ9ရက်နေ့တွင်စစ်ကောင်စီဥက္ကဋ္ဌအကြမ်းဖက်မင်းအောင်လှိုင်ကရုရှားနိုင်ငံသို့တွားရောက်မည်ဖြစ်ရာယင်းရုရှားခီးစဉ်အတွက်နိုင်ငံတကာသို့အပြကောင်းစေရန်ဟန်ပြအပြည့်ရဲ့ကြီးညာခြင်းဖြစ်ကြောင်းကြီးညာခြင်းဖြစ်ကြောင်းရန်ကုန်မြို့တွင်ပင်ဆက်လက်အခြေစိုက်ပြီးစစ်ပီးရှောင်ကူညီရေးအတွက်ဆက်လက်လှုံ့ဆော်နေသူထောက်ပို့တာဝန်ခံတို့ကသုံးသက်ပြောဆိုပါသည် မေလ9ရက်နေ့တွင်စစ်ကောင်စီဥက္ကဋ္ဌအကြံဖက်မင်းအောင်လှိုင်ကရုရှားနိုင်ငံသို့တွားရောက်မိဖြစ်ရာယင်းရုရှားခီးစဉ်တွင်နိုင်ငံတကာသို့အပြကောင်းစီရန်ဟန်ပြအပြည့်ရဲ့ဂျင်းညာချင်းဖြစ်ကြောင်းသိရပါသည်စစ်တပ်ကအပြည့်ရဲ့ဂျင်းညာတာဖြစ်စေမဂျင်းညာတာဖြစ်စေဘာမှသိမ့်မထူးဘူးအခုလဲရုရှားခီးစဉ်မှာအပြကောင်းဖို့ဒီလိုဂျင်းညာတာပါ စစ်တပ်ကအပြစ်ရဲ့ကြေညာလို့ကျွန်တော်တို့စစ်ဘေးရှောင်ပြည်သူတွေအေးဆေးနေလို့ရတဲ့နေရက်နဲ့အချိန်မှမရှိခဲ့တာအေဗီလာလုံးကလည်းအပြစ်ရဲ့ကြေညာပြီးဘုံတွေကျဲလို့ပြည်သူတွေပြေးရလွှားရတာပဲလေရင်နဲ့ဆက်ပြီးဘုံကျဲနေအောင်မှာပဲနိုင်ငံတကာမှာဝန်ဆန့်ဖို့ဒီလိုပဲအပြစ်ရဲ့တေပါညာကြေညာပြတယ်ဟန်ပြတွေလောက်တာပါဟုရန်ကုန်အခြေစိုက်ထောက်ဖို့တာဝန်ခံတအူးကသုံးသက်ပြောဆိုကြောင်းသိရပါဗျာ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့သကိုင်းတွင်စစ်တပ်ကစစ်ကြောင်းထိုးပြီးအကြမ်းဖက်ပြစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးကကံကြီးကုန်းချေရွာကိုစစ်တပ်ကမီးတင်ရှို့နေတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းသကိုင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးလေကြောင်းလက်နက်ကြီးများဖြင့်ပြည်သူများနေထိုင်ရာချေရွာများကိုပုံကျဲပြစ်ခတ်တိုက်ခိုက်နေမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးကံကြီးကုန်းချေရွာကိုမီးရှို့နေကြောင်းဒေသနေပြည်သူများကပြောကြားပါတယ်။ယနေ့မေလ6ရက်နေ့မနက်9:00အချိန်ကမှစ၍သကိုင်းမြို့ နယ်ကံကြီးကုန်းကျေးရွာကိုအကျန်းဖက်စစ်တပ်ကဝင်ရောက်မိတင်ရှုနေကြောင်းရင်းအကျန်းဖက်စစ်တပ်စစ်ကြောင်းသည် AB 25ရက်နေ့မှစ၍စကိုင်းမြို့တပ်မ33မှအင်အား80ကန်းဖြင့်ထွက်လာခြင်းဖြစ်ပြီးစစ်ကြောင်းထိုးထွက်လာခြင်းလေကြောင်းလက်နက်ကြီးများဖြင့်ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုဖြစ်ကြောင်းဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ၃ဦးသေဆုံးခဲ့ကြောင်းသိရပါသည်။